လောကလူသားတွေကနှစ်သက်တာယာတုကုံသိစီးစိမ်ဥစ္စာကိုမြတ်လို့တယ်ချမ်းသာဒုက္ခကိုမြတ်လို့တယ်ဒါကိုတန်ဖိုးထားတယ်ဘုရားလောင်းကြတော့အဲ့ဓာတွေကိုတန်ဖိုးလို့မတွက်ဘူးဘာကိုတန်ဖိုးလို့တွက်ထုံဆိုအတိညာဉ်ကိုတန်ဖိုးလို့တွက်တယ်အတိညာဉ်ရဖို့အတွက်ဆိုရင်အလုံးကိုဆွတ်လွတ်တယ်လို့ဒီလိုအဓိပ္ပာယ်ရဒါကနိဗ္ဗာန်ခန္ဓာမဟုတ်ဘူးနော်ဆုံးရှုံးသွားတာမဟုတ်ဘူး တို့တော့လူသားတွေနေနဲ့တော့ဟာနင့်နာလိုက်တာဆုံရှုံလိုက်တာ ਨੇ ထင်ကောင်းထင်လိုက်ပဲဘုရားလောင်းရဲ့ဒီစွန့်လွတ်မှုဆိုတာဒီတဲ့ဖို့တန်တာကိုရယူသွားတာပဲလို့ဒီလိုပြောအဲ့တော့စွန့်လွတ်ပြီးပါရမီကုသိုလ်တွေကိုရပါကဲနောက်ဆုံးဘိက္ခဝါကိုကြည့်ရနောက်ဆုံးဘိက္ခဝါမှာထူးထူးခြားခြားလေးတွေဖတ်ချင်တော့ မဟာဗုဒ္ဓဝင်ကဇလန်းနေကိုဖတ်ပေါ့။များအားဖြင့်လည်းသိကြတယ်ပေါ့။ဘုန်းကြီးတို့ကရသော်ဘုရားဗုဒ္ဓဘလောက်ကျိုးပန်းအထုတ်တယ်ဆိုတဲ့သယုတ်ပေါ်ယုံလောက်ပဲဟောမှာပါ။နော်။ကျိုးပန်းအထုတ်မှုတွေကိုဥတည်ပြီးတော့ဟောတာဖြစ်လို့ဗုဒ္ဓဝင်ကန်းကိုအခြေချက်ပြီးတော့ပြောမှာမဟုတ်ပါဘူး။အလုံးသိကြတဲ့အတိုင်း နောက်ဆုံးဘဝမှာကပိလမြို့ကလေးစုပေါင်းအုပ်ချုပ်တဲ့မျိုးနွယ်စုစုပေါင်းအုပ်ချုပ်တဲ့မျိုးနွယ်စုရဲ့မြို့ကလေးကစုပေါင်းအုပ်ချုပ်တဲ့ဘုရင်တွေထဲမှာအကြီးအကဲဖြစ်တဲ့တုတ်တော်ရဏမင်းဟာခမည်းတော်ဖြစ်ပြီးတော့မေတော်မာယာက မယ်တော်ဖြစ်တယ်သုတ္တရဏမင်းနဲ့မယ်တော်မာယာတို့ရဲ့သားအဲ့တော့ဘုရားဆောဘုရားရဲ့ဇာတိဒေတာကဘယ်နာမှာရှိတယ်လဲဘလို့အခြေအနေရှိတယ်လဲမျိုးရိုးကဘာလဲလို့သိချင်ရသော်ဘုရားမိန်ကြားခဲ့တဲ့စကားအတိုင်းမှတ်သားကြည့်ကြရအောင်ဘုရင်ထဲမှာရေးတာကသက္ကရာဒီမှာပါတဲ့စကားနဲ့ရေးထားတာเนาะ အခုမြတ်စွာဘုရားကိုယ်တိုင်တုတ်တော်ကထုံးဖို့ပြောတယ်သူရဲ့မျိုးမျိုးယူဇာတိဒေတာကိုတောထွက်လာတဲ့အခါကျတော့ဗိဓိတာရာမင်းကြီးကိုပြောပြခဲ့ပပိစ္ဆာတုတ်တန်ဆိုတာရှိတယ်။အဲ့ဒီပပိစ္ဆာတုတ်မှာမြတ်စွာဘုရားကသူ့ရဲ့ဇာတိဒေတာနဲ့မျိုးယူဖော်ပြခဲ့တာရှိတယ်။ ဘေဘိဒါရမင်းကအမတမထူးခြားတဲ့ပုဂ္ဂိုလ်တူဦးနေနဲ့ပထမဆုံးတွေးလိုက်တဲ့အခါမှာဘယ်နေရာမှာသူစပြီးတော့ဖះလောင်းနဲ့ဆုံလုံးလို့ဆိုတော့ပန္ဒဝတောင်ချေမှာဖះလောင်းနဲ့သွားပြီးတော့တွေ့ဆုံတယ်အဲ့ဒီတွေ့ဆုံတဲ့အခါမှာမေးတာဘယ်ကလာတာလဲဘာလူမျိုးလဲဘယ်အရသာလဲပေါ့ဒါထုံးစံတိုင်းမေးတယ် မေးတော့ဘုရားအလောင်းတော်ကအဲ့တုန်းကငါပြောခဲ့တယ်ဆိုဥဆုံးဇနဝတော်ရာဇဟိမဝန္တတပတ္တတော်သူဒေတာဟိမဝန္တတောင်းရှိမှရှိပါတယ်တဲ့ဟောဒီကနေဖြောင်းပြောက်မြောက်ဖက်အရဟိမဝန္တတောင်းရှိမှရှိတဲ့တိုင်းပြည်ဒေတာဟာသူရဲ့ဇာတိဒေတာပါပဲတဲ့ပြော ဇာတိဒေသမှာအခြေအနေတစ်ခုကိုဖော်ပြတဲ့အခါမှာဓနဝီရိယနာပံပံသောကောတလေတုနိခေတိနောကောတလတိုင်းကထင်ရှားတဲ့မျိုးရိုးတစ်ခုကောတလတိုင်းရဲ့ထိတ်တန်းမျိုးရိုးကပစ္စည်းဥစ္စာလည်းကျွဲဝတယ်လုံလဝီရိယလည်းအမတန်ကြီးမားတယ် ဓနဝီရိယတရားဥစ္စာနဲ့ပြည့်စုံတဲ့ကြိုးပမ်းအထောက်မှုလုံလဝီရိယပြင့်ထန်တဲ့လူမျိုးတွေကပါလို့ဒီလိုပြောတာเนาะအဲ့ဒီနေရာမှာထူးထူးခြားခြားပြောတဲ့စကားလေးကကောသလေသူနိကေတိနောကောသလတိုင်းသားပဲသူကောသလတိုင်းထဲမှာထူးခြားထင်ရှားတဲ့လူမျိုးကနေပြီးတော့ ော်ဖွားလာတဲ့ပုဂ္ဂိုလ်တို့ထိတ်တန်းမျိုးရဲတဲ့မှာပါတယ်ထင်ရှားတဲ့ထိတ်တန်းမျိုးရဲတဲ့မှာပါတယ်ဆိုအဲ့တော့ကောသလတိုင်းတက်ကတိုင်းဆိုတော့ကောသလတိုင်းထဲမှာဝင်နေပေါ့ပါဝင်ကောသလတိုင်းကြီးကအမြဲတမ်းချေတာကိုကာတိတိုင်းကောသလတိုင်းတနတိုင်းကိုအိုးဆိုးတဲ့လူကတတိယတိကောသလမင်းကြီးပေါ့နောက်ပိုင်းတော့မဟာကောသလမင်းကြီး အဲ့တော့တက်ကတိုင်းဆိုတာကောသလတိုင်းတွေကနယ်လေးတနယ်လို့ဒီလိုသတ်မှတ်ရဒီလိုသိရမြတ်စွာဘုရားကိုကြည်ညိုလို့တဲ့အခါကျတော့မြတ်စွာဘုရားရဲ့မျိုးရိုးဟာမြတ်စွာဘုရားရဲ့ခမည်းတော်တုတ်တော်ရဏမင်းကြီးဟာကောသလမင်းကြီးတဲ့ယာဓုအနာကြီးမားတယ်လို့ထင်ကောင်းထင်လိမ့်မယ်တကယ်ကတော့ကောသလမင်းကြီးတော့ယာဓုအနာမရှိဘူး ပြောရမယ်ဆိုရင်မြန်မာရန်ဆိုရင်မှကြည့်မယ်ဆိုလို့ရှိရင်ဘယင်းလောင်တို့အနောယထာတို့ဘယင်းလောင်တို့အလောင်းဖရာတို့တနိုင်ငံလုံးကိုအုပ်ချုပ်တဲ့မြန်မာဧရိယာကြီးတစ်ခုလုံးကိုအုပ်ချုပ်တဲ့မင်းကြီးရဲ့လက်အောက်မှာစော်ဘွားတွေတို့မျိုးသားတွေတို့ရှိတယ်ပေါ့အဲ့ဒါတို့ပဲ တက်ကတိုင်းကတௌတော်ရဏမင်းကြီးတို့ကပိလဝတ်ကိုအုပ်ဆိုးတဲ့တௌတော်ရဏမင်းကြီးတို့ဆိုတာဟာကောသလမင်းကြီးရဲ့အနုယန္တလို့ခေါ်တယ်အချမ်းယံမင်းမျိုးတဲ့ကပဲပမာဘီရင်ဒီကိုအခွန်ဆက်ပြီးတော့ကိုနေကိုနေရတော့ကိုပြည်ကိုတော့အုပ်ချုပ်လို့ရတယ်သို့တော့ပမာဘီရင်ဒီကိုအခွန်ဆက်ပြီးတော့နေရတဲ့ ရှမ်းစော်ဝါးတွေလိုပဲပေါ့ဒီလိုအဓိပ္ပာယ်မျိုးရတယ်